ရှင်းနေငါမှာထောင်လုံးလုံးကြားရတဲ့ဒီစကားလေးကကျမတို့မြန်မာပြည်အားလုံးနဲ့ရှင်းနေပေးတဲ့စကားလေးတစ်ခုဖြစ်နေမယ်။လက်ရှိကျမတို့မြန်မာနိုင်ငံရေးမှာလဲရှင်းနေငါမှာထောင်လုံးလုံးကြားနေတယ်။အဲ့ဒါပါလဲဆိုတော့လက်ရှိမှာကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခသည်တွေကိုလက်ခံမဲ့ခေါ်ယူမဲ့အစီအစဉ်တွေလုံးဝရပ်ဆိုင်းလိုက်ပြီ။ကိုရီးယားကိုမြန်မာနိုင်ငံသားရွှေ့ပြောင်းဒုက္ခသည်တွေကိုရီးယားနိုင်ငံကလုံးဝလက်မခံတော့ဘူးဆိုပြီးတော့ ကိုသူတို့ကိုရီးယားမှာရှိရင်ထူးသဖြင့်မျိုးသားရေးဝါဒီတွေပေါ့ကိုရီးယားမှာလည်းသူတို့နိုင်ငံမှာအဓိကမျိုးသားရေးအခြေခံတဲ့မျိုးသားရေးဝါဒီတွေရှိရယ်ထိုင်းနိုင်ငံမှာလည်းမျိုးသားရေးဝါဒီတွေနော်နိုင်ငံတိုင်းနိုင်ငံတိုင်းမှာသူတို့နိုင်ငံမိမိနိုင်ငံမိမိနိုင်ငံရဲ့အမျိုးသားချိုးစီးပွားမိမိနိုင်ငံရဲ့မျိုးသားလုံခြုံရေးဆိုတဲ့အခြေအနေပေါ်တွေမှာနော်အသက်ပေးပြီးလှုပ်ဆောင်နေကြတဲ့မျိုးသားရေးဝါဒီတွေရှိကြတယ်ဆိုတော့အဲ့ဒီကိုရီးယားမျိုးသားရေးဝါဒီတွေရဲ့ကန့်ကွက်မှုကြောင့်လက်ရှိမှာကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခတွေကိုခေါ်ယူမဲ့အစီအစဉ်ရပ်ဆိုင်နေအဲ့ဒါကဘာလဲဆိုတော့ ကိုရီးယားမှာသမရအသည့်တက်တန်ရှင်းမှာပြည်ပြဒုက္ခတဲ့ဖွဲ့เนาะပြည်ပြဝရမ်းပြည်အန်ယူဂျီဖွဲ့ကနေပြီးတော့ကျွန်တော်တို့အန်ယူဂျီကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်အတိမတ်ပြုပေးပါခင်ဗျာဆိုပြီးတော့ကိုရီးယားသမရအသည့်ကိုတဝင်လွာပေးဖို့ပြီးအတနာခံတောင်းဆိုကြတယ်เนาะဒူဝါလက်ချီဝါတို့အုပ်စုအဲကျွန်တော်တို့ကျွန်တော်တို့အန်နူဂျီဟာမြန်မာနိုင်ငံတရားဝင်ဆိုရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုတရားဝင်အတိမတ်ပြုပေးပါဆိုပြီးတော့တမရအစ်ထံကို တို့တောင်းဆိုကြရဲအတနာခံကြရဲပြီးတော့တစ်ဆက်ထဲမှာပဲဟာတောင်ကိုရီးယားတမရတက်ကຫນွေဥတော်လိုင်းရေးမှာဟာလက်တုံးချောင်းထောင်ပြီးတော့တို့ကိုအားပေးတယ်လူဖြစ်တယ်ဒါကြောင့်မလို့ဒီတမရတက်လက်ထက်မှာဟာတောင်ကိုရီးယားမှာရှိရဲမြန်မာနိုင်ငံသားရေဘလိုမျိုးအလားအလာကောင်းနေရရှိနိုင်ပါတယ်တို့ຫນွေဥတော်လိုင်းရေးမှာဘလိုမျိုးခွင့်လင်းကောင်းနေရရှိနိုင်ပါတယ်ဆိုပြီးတော့မဆိုင်ယာဝါခမန်းနေမဆိုင်ယာဝါခမန်းနေလော်ခဲ့အော်ခဲ့တမရဟာလောလောဆယ်မှာတော့ရှိနေငါမှာ ထောင်လုံးလုံးကြာရတယ်ဘွားကို ရှားသွားပြီဖြစ်ပါတယ်။နော်။ရှင်းမှာလည်းပဲဒီလိုဖြစ်စဉ်ရှိရဲ။အဲ့ဒါပါလဲဆိုတော့ထိုင်းထိုင်းနိုင်ငံမှာမူဖော်ဝဲပါတီအနိုင်ရတော့အဲ့ဒီမူဖော်ဝဲပါတီခေါင်းဆောင်ပီတာရဲ့ဘောကိုမြမပြီးမှရှိတဲ့ဘုံကျွန်းအုပ်စုတွားပြီးတော့ဘောမှကြတယ် ပီတာရဲ့ဘဝကိုမောကြတဲ့အချိန်မှာပီတာကဝင်ကြီးချုပ်ဖြစ်လာတဲ့အတွက်သူတို့အန်နူးကြီးကဘယ်လိုဖြစ်တော်မလဲ၊မျိုးဦးတော်လိုင်းကြီးကဘယ်လိုဖြစ်တော်မလဲဆိုပြီးမဆားရဝါခမန်းကြီးပြောခဲ့ချတယ်။လက်ရှိတောင်ကိုရီးယားသမ္မတအသစ်ကိုလည်းသူတို့အဲ့ဒီလိုပဲဘောသွားပြီးမှရဲသူတို့ကိုအစိုးရအဖြစ်အတိမတ်ပြုပေးဖို့သွားပြီးအတနာခံပေးမယ်။လက်ရှိမှာတော့ရှိနေငါမှာထောင်လုံးလုံးကြာသွားတာစိတ်မကောင်းကြပါပဲ။နောက်တစ်ခုကတော့ KNU တို့ကင်းအားလုံးရဲ့နိုင်ငံရေးအိမ်မက်နိုင်ငံရေးယီမန်ချက်ကကော်တူးလေးနိုင်ငံတော်ဖြစ်တယ်ဆိုပြီးပြောသွားတယ်ပေါ့ဒီပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆချက်ပေးကြင်လဲဆိုပြီးကျွန်မကိုမေးကြတဲ့လူတွေရှိတယ်။သုံးသက်ပေးပါလို့ပြောကြတဲ့လူတွေရှိတယ်။ကော်တူးလေးနိုင်ငံတော်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့နော်2020နဲ့2023နဲ့ကကျွန်မထပ်ကထပ်ကပြောခဲ့မှုပါတယ်။အခုတော့အဲ့ဒီအရင်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုပဲပြန်ပြီးတင်ပေးကြည့်ပါမယ်။ KNU ရဲ့ကော်တူးလေးနိုင်ငံတော်ကော်တူးလေးအိမ်မက်ဆိုတာပါလေ။နားထောင်ကြည့်ပါ။ တရားယူရခြင်းများတယ်ဒီမိုကရေစီကိုအခြေခံတဲ့ဖရန်နိုင်ငံတော်တည်ဆောက်ဖို့အတွက်သူတို့တွေကိုယ်သူတွေဆိုရောက်ဖွဲ့တော်မယ်တဲ့ကုတ်ဒေသကိုအုပ်ချုပ်ခွင့်ရဖို့ကုတ်ပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့တဲ့သူတို့တွေလက်နက်ကင်ပြီးတော့တော်လန်ပုံငန်းချင်းဖြစ်တယ်တဲ့ဒါဆိုလို့ရှိရင်တမဟာတိတမဟာညိတမဟာသုံးတမဟာလေးဆိုတာကုတ်ပြည်နယ်လားသမရပြည်နယ်လားတမဟာတိသထုံခရိုင်ဆိုတာကင်းပြည်နယ်လားမွန်ပြည်နယ်လားပြောတော့ကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လက်နက်ကင်ပုံကဲနေဆိုရင်ဘာကြောင့်သူများပြည်နယ်တွေကိုတော့နေချိန်နေရလဲ။ တမားနှစ်သုံးဆိုတာနော်ညောင်လေးပင်ခရိုင်တို့တောင်ဝန်ခရိုင်တို့ကင်းပြီနေလားကိုပြင်းနေကိုအထုတ်ခွင့်ရပေါ်လက်လက်ကန်ပုံကန်နေဆိုရင်ဒါကင်းပြီနေလားဗမာရဲပြင်းနေလားအဲ့ဒီဒေသတွေမှာခေဆက်ဆက်ကရင်နေကအထုတ်ခဲ့တာလားဗမာမင်းတွေကထီနေဆိုးဆန်ပြီးအထုတ်ခဲ့တာလားကိုပြင်းနေကိုအထုတ်ခွင့်ရဖို့ဆိုပြီးဘာကြောင့်သူများနေမလဲလဲရှင်းနေရလဲတမဟာလေးတဝဲခဲရတယ်တဝဲဆိုတာကရင်ပြင်းနေလားတနင်္လာရီတိုင်းလား တနင်္လာရီတိုင်းဖြစ်တယ်။ကိုပြည်နယ်ကိုဥထုတ်ခွင့်ရဖို့ဆိုပြီးလက်နက်ကင်ပြီးတော့ကျွန်တော်တို့ဟာတော်လန်ပုံကံပါတယ်ဆိုပြီးတော့အမှန်တကယ်တော့လက်နက်ကင်ပြီးသူများနေမျိုးတို့နေချင်းနေချင်းဖြစ်တယ်။ဒါဆိုရင်အဲ့ဒီပြည်နယ်တွေမှာအခုတထုံခိုင်အိုင်တွင်းမှာ KNU ကသူတို့ကော်တူးလေးဆိုရဖွဲ့တဲ့အခါရင်အဲ့ဒီတထုံခိုင်အိုင်မှာရှိတဲ့မူလူမျိုးတွေကိုမဲပေါ်ရေးထောင်ပြီးဒီမိုကရေစီနီးလန်းကြောင့်ရွေးကောက်ပွဲကျင်းပပြီးအုပ်ချုပ်မယ်လို့ခင်ဗျားတို့ထင်သလား။အဲ့ဒီနိုင်ငံရေးအာမခံချက်ကို KNU ပါပေးသလား။ ဒါဆိုရင်ဘိုးတိုင်းရှေးတန်းကဗမာရဲ့နေမျိုးကို KNU ကနော်သူတို့နေမျိုးဆိုပြီးချဲ့တင်တာလေအဲ့ဒီနေမျိုးတွေမှာဒီမိုကရေစီနည်းလမ်းညာရွေးကောက်ပွဲကျင်းပပြီးနိုင်တဲ့လူကအစိုးရဖွဲ့ထဲမှာဖွဲ့စည်းပြီးတော့အုပ်ချုပ်မယ်လို့ခင်ဗျားတို့ထင်တာလားအဲ့ဒီနိုင်ငံရေးအာမခံချက်ကိုပေးတယ်လားဟုတ်အဲ့ဒီဒေသမှာရှိတဲ့ဗမာရင်းနဲ့ဒဝယ်ရင်းနဲ့တခြားသောတိုင်းရင်းသားတွေကကိုယ့်ဒေသကိုအုပ်ချုပ်ခွင့်ရဖို့ဆိုပြီးဒီမိုကရေစီနည်းလမ်းညာလွှတ်တော်ကိုယ်တိုင်ဖြင့်ဝင်ရောက်ရွေးချယ်ခံလို့ရတယ်လားဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဒီမိုကရေစီ ဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဆက်တွေဘယ်မှာလဲကိုပြင်းနဲ့ကိုအုပ်ချုပ်ခွင့်ရဖို့ကိုပြင်းနဲ့ကိုအုပ်ချုပ်ခွင့်ရရဖို့ဆိုပြီးတော့သူများနေမြေတွေလက်နက်ကင်နေရှင်နေခင်ဗျားတို့မရှိဘူးလား GNU ကနော်အားရမှာစောနေတာများနဲ့ GNU နဲ့ရဖြစ်ချောင်းဆောင်ပြီးကိုတူလီအာမီဆိုပြီးခွဲထွက်တဲ့ကကျမတို့ပြောခဲ့တယ်ဒါကိုတူလီနိုင်ငံတော်တိချောင်းပါ နော်ကွန်တိုးလေနိုင်ငံတော့ဒီချောင်းဘူကအခုမှတို့နိုင်ငံအိမ်မက်မတာမဟုတ်ဘူးကျမတို့မြန်မာနိုင်ငံကျမတို့တိုင်းရင်းသားတွေအားလုံးဟာအင်္ဂလိပ်လက်အောက်ကနေရုံးထွက်ပြီးမြမပြည်လွတ်လပ်ရဖို့တိုးပန်းစဉ်အချိန်ကာလတွေက KNU ရဲ့မူရင်းလာရ KN Ranger တက် KN Ranger တက်ကအင်္ဂလိပ်ကျောင်းဘောမှာဆက်နေပြီးတော့ကော်တူးလေနိုင်ငံတော့တည်ထောင်ခြင်းခဲ့တာမမာရီကကျမတို့မြမာရီကလွတ်လပ်ရေးချိုးပန်းခဲ့ပေမဲ့သူတို့ဟာကျောင်းဘောမှာဆက်နေပြီးကော်တူးလေနိုင်ငံတော့တည်ထောင်ဖို့သူတို့လုပ်ခဲ့တာဖြစ်တယ်သူတို့ ဒါကြောင့်လည်းပဲကျွန်တော်တို့မြန်မာနိုင်ငံမှာလွတ်လပ်ရေးရတယ်လွတ်လပ်ရေးရပြီးရက်တရာအတွင်းမှာ KNU ပါလုပ်လဲကိုသူလေနိုင်ငံတော်ဆိုပြီးကြီးညာတယ်သူတို့ကြီးညာတယ်ကိုသူလေနိုင်ငံထဲမှာဘယ်ထိပါလဲဒေါ်စုကြည်မဲတိုင်ခဲ့တဲ့ဒေါ်စုကြည်ဝင်ရောက်ပြီးရွေးချယ်ခံပေးတယ်ရန်ကုန်တိုင်းကကုန်းမှုထိပါတယ်ကုန်းမှုတို့ကွန်းချံကုန်းတွေအထိကောင်းမှုတို့ကွန်ချန်ကုန်းတို့အထိ KNU ကသူတို့ကော်တူးလေနိုင်ငံတော်ဆိုပြီးကြီးညာတယ်။ဒါကြောင့်မို့ဒီပြည်နယ်ထဲမှာရှိတဲ့ဖာစာပါလာဆိုရအောက်ကနိုင်ငံဝင်တွေအကုန်လုံးနှုတ်ထွက်ပေးပါ ခတ်ခွာပေးပါဒီပြည်နဲ့ဟာကျွန်တော်တို့ကော်တူးလေနိုင်ငံတော်မှာပါရဲဆိုပြီးတော့အဲ့ဒီလိုခွေပါဝတ်ခဲ့တာဖြစ်တယ်။တမိုင်းစင်စံမာရီကသူတို့ဒီလိုစ조사ခဲ့တာเนาะအခုမှထားပြီးကော်တူးလေနိုင်ငံတော်လောက်ခါမဟုတ်ဘူးမြန်မာပြည်လွတ်လပ်ရေးမရခင်ရောလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာသူတို့အဲ့ဒီလို조사ခဲ့တယ်။ခင်ဆက်ဆက်တက်မတော်ရဲ့เนาะအရာပြီးွားတယ်ဆွင့်ပြီးွားတယ်တက်မတော်ရဲ့ချိုးပန်းမှုအောက်ကြောင်လာသူတို့တွေခေါင်းမထောင်နိုင်ခဲ့တာဖြစ်တယ်။နော်အဲအများစုကဘာပြောလဲအဘိုးတို့အောင်ဆန်းကဒီပင်လုံစာချုပ်မှာမြန်မာပြည်မှာလွတ်လပ်ရေးရပြီစနစ်ကြစနစ် ကြလို့ရှိရင်ခွဲထွက်ခွင့်ပေးမယ်လို့ဂီပေးခဲ့တယ်ဒါပေမဲ့နေဝင်အစိုးရကဆရာနာရှင်တွေကတော့မပေးခဲ့ဘူးဆိုပြီးတော့ခင်ဗျားတို့ကလူမင်းစကားတွေနဲ့သူများစကားမှာလမ်းဆုံးပြီးတော့လမ်းပေးစကားတွေပြောကြတယ်နံပါတ်1ရိုးရိုးရှင်းရှင်းပဲပြောမယ်အဲဒီပင်လုံးစာချုပ်ဆိုတာကဗမာတွေကလူမျိုးကြီးဝါဒနဲ့တိုင်းရင်းသားတွေကိုဖိနှိပ်နေလို့တိုင်းရင်းသားတွေနဲ့နာနေတဲ့အတွက်တိုင်းရင်းသားအခွင့်အရေးအတွက်ဆွေးနွေးတဲ့စာချုပ်မဟုတ်ဘူးရှင်းတယ်နော် ပင်လုံစာချုပ်ဆိုတာကငါတို့မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရပြီးွားလို့ရှိရင်ငါတို့မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံတော်ကြီးတည်ထောင်မယ်ဖက်ဒရယ်နိုင်ငံတော်ကြီးတည်ထောင်မယ်ဘလို့စနစ်နဲ့သွားမယ်ဘလို့မူဝါဒနဲ့သွားမယ်ဆိုပြီးဆွေးနွေးတဲ့စာချုပ်မဟုတ်ဘူးရှင်းတယ်နော်ဘာအတွက်ဆွေးနွေးတဲ့စာချုပ်လဲငါတို့မြန်မာနိုင်ငံမှာငါတို့မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေနဲ့ဗမာတွေနဲ့ဘလို့ပူးပေါင်းပြီးတော့ပြည်မနဲ့တောင်တန်းနဲ့ဘလို့ပူးပေါင်းပြီးအင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေးကိုအတူတကွဘလို့စိတ်လုံးညီညွတ်မှုယူမလဲဆိုပြီးတော့ဆွေးနွေးတဲ့စာချုပ်သာဖြစ်တယ် ခမားတို့ဒီချက်ကိုသဘောပေါက်ဖို့လိုတယ်။နောက်တစ်ချက်အဲ့ဒီပင်လုံစားကြုံမှာကင်းပြင်းနေဆိုမရှိဘူး။ပင်လုံစားကြုံမှာချင်းပြင်းနေဆိုမရှိဘူး။ထပ်ပြောမယ်ပင်လုံစားကြုံမှာပါရကင်းပြင်းနေချင်းပြင်းနေဆိုရာရည်သဘောတရားရသတ်မှတ်ထားကြတာဖြစ်တယ်။နောက်ဆက်နေတာမှာခွဲထွက်ခွင့်ပေးမယ်ဆိုတာကလည်း နောက်ဆယ်နှစ်ကြာဆိုတာလေနောက်ကဲဒါဟာနိုင်ငံရေးရဗိုလ်ချုပ်ဟာနိုင်ငံရေးဂရီကိုနိုင်ငံရေးပေးလုပ်ခဲ့တယ်တကယ်လို့နောက်ဆယ်နှစ်ကြာလို့မှဒီကျွန်တော်တို့ဘာသာဘာသာဆိုရစီမံအုပ်ကိုခံခွဲမှုအုပ်ချုပ်မှုခဏလို့မကြိုက်ဘူးဆိုလို့ရှိရင်အခုယာယီတတ်မှတ်ထားတဲ့ကရင်ပြည်နယ်ကအဲ့ဒီဒေသမှာမူတည်တဲ့နေထိုင်တဲ့တိုင်းရင်းသားတွေရဲ့နေမြေခံပြည်သူလူထုရဲ့သဘောထားစစ်တမ်းကိုကောက်ယူပြီးကရင်ပြည်နယ်ဖြစ်ပြန်လေဖွဲ့စည်းဖို့ ချင်းပြည်နယ်လိုယာယီသဘောတရားရပင်လုံစာချုပ်မှာသတ်မှတ်ထားတဲ့နယ်မြေဝင်းဝိုင်းမှာတီတီရှိတဲ့ဒေသခံတိုင်းရင်းသားတွေရဲ့စစ်တမ်းသဘောထားစစ်တမ်းကောက်ယူပြီးတော့ချင်းပြည်နယ်ပြည်ပြန်လည်ဖွဲ့စည်းပို့တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီပင်လုံစာချုပ်မှာပါတဲ့ကရင်ပြည်နယ်ရဲ့အကြေဝန်းထက်လက်ရှိ ကော်သူးလေအာမီဆိုပြီးကရင်ကရင်ညူကကရင်တဘုံကရင်အကျန်းဖက်တောင်ချမ်းတို့ကရင်ယူပါလောက်တဲ့နော်ကော်သူးလေနိုင်ငံတော်ရဲ့အကြေဝန်းကပုံများနေတယ် ်ပင်လုံစာချုပ်မှာပါတဲ့ကင်ပြည်နယ်ရဲ့အကျယ်ဝန်းထက်အခုကော်တူးလီနိုင်ငံတော်ဆိုတဲ့အကျယ်ဝန်းက3 4စာကျယ်နေတယ်ဘယ်သူမဟုတ်ဘူးလို့ညင်းချက်လဲခမားလူဒီမိုကရေစီတို့ဖက်ဒရယ်တို့တိုင်းရင်းသားရေးတို့ကိုယ့်ပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ဆိုတာလူပိန်းတိုက်တွေနဲ့လူကြောက်ကောင်ကလိန်ကြက်ပြောနေတာဖြစ်တယ်ကလိန်ကြက်ပြောနေနေတာဖြစ်တယ်ဆိုတော့ ဒီလိုမျိုးတင်အောင်သူ့ပေါ်မှာသဘောထားမမှန်ဘူးကိုပြည်သူလူထုပေါ်မှာလည်းသဘောထားမမှန်ဘူးเนาะသူတို့ Federal နဲ့ Democracy နိုင်ငံတော်တည်ထောင်မယ်ပြောပေမဲ့ကျွန်တော်တို့ဟာရွေးကောက်ပွဲနဲ့ကျင်းပပြီးတော့မဲပေါင်းထောင်ပြီး Democracy နည်းလမ်းအကြဒေသခံပြည်သူတွေဥမာ KNU ရဲ့ကော်တိုးလီနိုင်ငံတော်ထဲမှာတထုံခင်ရပါတယ်မွန်ပြည်နယ်ဒါဆိုရင်အဲ့ဒီမွန်နေကရောသူတို့ပြည်နယ်ကိုမွန်နေရဲ့ပြည်နယ် တကယ်ဝင်ကျဲမှုစင်လာကြီးမားတဲ့မွန်လူမျိုးတွေနဲ့မျိုးကင်းကတိမ့်သွားလို့ရှိရင်လက်ခံသလားလက်မခံဘူးဆိုလို့ရှိရင်အဲ့ဒီကရင်ယူကလက်မခံတဲ့မွန်တိုင်းရင်သားတွေကိုလက်နက်ကအနိုင်မကျင့်မှာပို့လို့ဘယ်သူမှအာမခံချက်မပေးနိုင်ဆိုတော့ခမားတို့ကနော် ခမားတို့ကမအားလားပြုတ်ကြရင်ပြီးရောဆိုတော့ခွေးအုံနောက်လေးခမားတို့ရဲ့ဖြုတ်အုံနောက်လေးနဲ့ဇကားကိုလည်းလည်းမပြောနဲ့